မြို့ပြရီနေအနှဲငယ်ဝေးလံလာတဲ့ထိုင်းနယ်ဇက်ကရွာလေးတရွာမှာတော့တောအုပ်လေးတစ်ခုတည်ရှိလို့နေပါရီအဲ့ဒီတောအုပ်ထဲမှာရွာလေးတရွာရှိလို့နေခဲ့ပြီးအိမ်ရှိသိမ့်မများပါဘူးပေါ့ဗျာအဲ့ဒီရွာကလေးမှာရှိတဲ့ရွာဦးဖုံးကြီးကျောင်းဟာခန့်ခဲ့ညာညာနဲ့တည်ရှိလို့နေပြီးချီဟောင်းတောရကျောင်းတစ်ကျောင်းလည်းဖြစ်ပါရီကျောင်းဆောင်ဟာဘလောက်တာယာတလဲဆိုရင်နေဝင်ကန်ဒီနောက်ဆုံးအလင်းတန်းကျောင်းဆောင်အမိုးကိုထိုးတဲ့အချိန်ထိတောင်အဲ့ဒီရှီဟောင်းကျောင်းရဲ့ဗိမ္မာန်တော်ကြီးတွေဟာအယံကိုခန်းနာနေတော့မှာပဲ ။မျိုးပြားတွေအထိခยีပေါက်ပေမဲ့တော့လဲတောတောင်ထဲမှာဖြစ်တာကြောင့်လူသူအယောက်အပေါက်ကတော့အတော်လေးကိုနေပါလွန်လာတာပေါ့။ရွာကန်ဒီနဲ့ရွာနီးစပ်ကလူတွေလောက်ကသာဖုန်ကြီးချောင်းကိုလာရောက်တက်ကြပါရဲ့။ကျောင်းတော်ကြီးသားကြီးပြီးကိုရင်ကတော့တပားမှမရှိရှာဘူးပေါ့ဗျာ။ကိုရင်လေးဥတ္တမဟာတောရချောင်းကိုအသိရောက်လာတဲ့ကိုရင်လေးဖြစ်ပြီးသာသနာတော်ရဲ့အရေးအောက်မှာငြိမ်းချမ်းမှုကိုရှာကတရားအားထုတ်ဖို့အတွက်ရောက်လာခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီရက်နေ့တော့နေရက်ကိုမပြန်တော့ပဲတောရကျောင်းကလေးမှာပဲဝါဆိုဖို့အတွက်ဆုံးဖြတ်ထားခဲ့လိုက်တာပေါ့တောရကျောင်းကြီးဟာအင်မတန်ကြီးမားပြီမဲ့အရွယ်တူကိုရင်လေးတွေမတွေ့ရပဲတယောက်တည်းပြနေတာကြောင့်ကိုရင်လေးခမအန်အော်လဲအန်အော်ပြင်းလဲပြင်းနေခဲ့ရှာပါတော့တယ်ကျောင်းရဲ့ဝေယဝေးစားတွေကိုလောက်ကိုင်းရင်နေလာခဲ့တာဟာတပတ်ကျော်လို့သွားခဲ့ပါပြီပတ်ဝန်းကျင်မှာရှိသမျှတွေးကြည့်ခန်းစားရသမျှတွေဟာတိတ်ဆိတ်မှုတွေပါပဲ ကိုရင်လေးဟာရောက်စကလေးကဘယ်သူမှမသွားရဘူးလို့အမိန့်ထုတ်ထားတဲ့ဗိမှန်ကြီးရဲ့ကိုဝင်ရောက်ဆက်ဆူခြင်းတဲ့သူတယောက်ပေါ့။ဘာကြောင့်လဲဆိုတော့ရွာသူရွာသားတွေရဲ့တယောက်တစ်ပေါက်ပြောဆိုနေကြတဲ့ကောလာဟာလာတွေကိုကြားဘူးနေလို့ပဲဖြစ်ပါရဲ့။ဒီကောလာဟာလာတွေရဲ့အစားကတော့ဗိမှန်ထဲမှာရှိနေတဲ့လျောင်းတော်မူဖျားကနေစားခဲ့တာပါပဲ။ကျောင်းတော်ကြီးဟာအရင်အချိန်တွေတုန်းကဖျားဖူးတွေနဲ့အရန်ကိုစီကားခဲ့ပြီမဲ့လို့လေကောလာဟာလာတွေကြောင့်ဘယ်သူမှကျောင်းတော်ကြီးတွေကိုမလာရဲကြတော့ပါဘူး။ တစင်စကားတစင်ပြောတဲ့စကားတွေမှာတော့နှစ်တိုင်းပျောက်ဆုံးသွားတဲ့ကိုရင်တွေအကြောင်းလဲပါတာပေါ့ဗျာအဲဒီကြောင်ကိုရောက်လာတဲ့ကိုရင်လေးတွေဟာတနီးမဟုတ်တနီးငယ်ပျောက်သွားတတ်ကြတယ်လို့လူတချို့ရဲ့စကားတွေကြောင်ကိုရင်လေးဟာတီးကျင်စိတ်ကိုဘလို့မှထိမထားနိုင်တော့ပါဘူးအဲဒါကြောင့်ပဲကိုရင်ဥတ္တမဟာဘုံကြီးကြောင်ရဲ့အုတ်ထင်းသူလို့ဖြစ်နေတဲ့ဆရာတော်ကြီးဦးညံနာစီကိုတက်သည့်တွေအားလုံးစုပြီးတွားတွေ့ခဲ့ပါတယ်။ဆရာတော်ကြီးဟာတီကြီးပြီးသဘောထားပြေးွားတာကြောင့်ရွာသားတွေကလည်းကိုးကွယ်ယုံကြည်ကြတာပေါ့။ ဆရာတော်ကြီးရဲ့စကားကသာရွာမှာအာနာအရှိဆုံးဖြစ်ပြီးအားလုံးဟာဆရာတော်ကြီးမိန်းသမီးကိုနာခံကြရတာပေါ့ဒါပေမဲ့လို့လေကိုရင်ငယ်လေးအတွက်တော့အဲ့ဒီတီချီမူနောက်ွယ်မှာတခုခုဖုံးကွယ်ထားတယ်လို့အမြဲတမ်းတရားရှိနေခဲ့ပါတော့ရယ်ဒါကြောင့်လဲအရေးစွန်ပြီးစိတ်ထဲမှာရှိသမျှတွေကိုတွားရောက်မေးမြန်းခဲ့တာပဲဖြစ်တာပေါ့ဘုန်းဘုရားတပည့်တော်အရှင်ဘုရားကိုမေးစရာလေးရှိလို့ပါဗျာအရင်ကဒီမှာနေခဲ့တဲ့ကိုရင်လေးတွေပျောက်သွားတာကိုရွာသားတွေပြောနေတာတပည့်တော်ကြားခဲ့ရတယ်ဗျာ အဲ့ဒါတကယ်ဟုတ်ပါသလားဗျာတပည့်တော်ကိုဖြေချားပြီးတော့မူပါဗျာဒီကိစ္စကိုတီးရမှာတပည့်တော်စိတ်အေးလက်အေးတရားဆက်ပြီးအားထုတ်နိုင်မှာမလို့ပါဗျာအေးဒီလိုပါပဲအလုံးမရှိအကိုင်းမရှိသူများမကောင်းကြောင်းကိုကောင်းကြောင်းပြောတဲ့သူကတတ်တတ်ကိုရှိတာကွယ်ရွာသားတွေပြောတဲ့အတိတ်ပဲရှိတဲ့ကောလာဟာလာတွေကိုမယုံကျင်ပါနဲ့ခေါင်းထဲထည့်ပြီးခံစားမနေနဲ့ဟုတ်ပြီလားစကားဆိုတာ ကားတဲ့အမျိုးပဲကိုရင်လေးရဲ့အဲဒီတော့အာယုံနောက်ခံပြီးဘာမှတွေးမနေပါနဲ့ကွယ်ကိုရင်မဲပင်ပန်းမှာဒါပေမဲ့ဒါပေမဲ့သူတို့ကကိုရင်တွေနှစ်တိုင်းပျောက်သွားတယ်လို့တည်တည်ချာချာကိုပြောနေပါတယ်ဖျားသူတို့ကဘာလို့ပျောက်ကုန်တာလဲဖျားမပျောက်ဘူးဆိုလဲဒီကိစ္စကိုရွာသားတွေကတည်တည်နေမဟုတ်ဘူးလားဖျားပျောက်သွားတယ်ဟုတ်လားအဲ့ဒီလူတွေစကားကမှားနေတာပဲပျောက်တာမဟုတ်ပါဘူး သူတို့ကထွက်သွားကြတာပါတရှုပ်ကိုရင်တွေဆိုရင်ဒီတောရเจ้าမှာကျင့်ကြံရတဲ့ဒုက္ခကို မခံနိုင်ဘူးတရားလမ်းမှာဆက်ရှိဖို့စိတ်ဓာတ်ကခိုင်မာမှုမရှိဘူးဒါကြောင့်လဲလူဝဲလဲပြီးတိတ်တိတ်ဆိတ်ဆိတ်ပဲထွက်သွားကြတာဒီခေတ်ကလေးတွေက အရင်ခေတ်လို စိတ်ဓာတ်မမာကြဘူးကွယ်အဲ့ဒါကြောင့်ပါဘုံဘုံကရွာသားတွေကိုအတိမပေးဘူးဆိုတာကလည်း မလိုအပ်ဘူးထင်တော့ပါ ကိုရင်ရဲ့တာဝန်က တရားတော်ကိုသင်ယူပြီးကျင့်ကြံဖို့ပဲအတင်းအပြင်းတွေကိုနားထောင်ဖို့မဟုတ်ဘူးတွားတွားဝေပြုပြီးတော့တရားရွတ်ဆိုတော့ကိုအလုတ်ကိုကိုလုံဆမ်းမှကိုရင်လေးရဲ့မှတ်ထားဒီအကြောင်းကိုနောက်တစ်ခါထပ်ပြောတာဖုံးဖုံးမကြားကျင်ဘူးနော်တွားတော့တွားတော့တင်မဗျာတပည့်တော်ကိုတွားခွင့်ပြုပါအောင်ဗျာနောက်ဆိုရင် တပည့်တော်စင်ကျင်ပါမယ်ဗျာ ။ဝမ်ဘုံရဲ့စကားရီဟာကိုရင်တီဟာရဲ့စိုးရိမ်ပူပန်မှုကိုပျောက်ကွယ်သွားစေမယ့်အစားတန်တရားရဲ့မိတော့ကိုပို့ပြီးတော့တောက်လောင်လာစေခဲ့ပါရဲ့။ဘာကြောင့်လဲဆိုတော့အယမ်းပြတ်သားလုံးနဲ့ညင်းပယ်မှုရဲ့ကြောက်စရာကောင်းတော့အောင်အေးဆက်နေတဲ့မျက်လုံးရဲ့အကြောင်းပါပဲ။ကိုရင်လေးဟာဆရာတော်ရဲ့တကားအရှိကနေအချိန်ကြာတဲ့အထိမပြောင်းသေးပဲအတွေးများစွာနဲ့ရက်တန်းလို့နေပါရယ်။နောက်ဆုံးမှာတော့အတွေးတွေကိုရက်ပြီးအိမ်ဆောင်ကိုပြန်သွားခဲ့တော့တာပေါ့။ ကိုရင်လေးပြန်သွားတာကိုဆရာတော်ကြီးဟာအေးဆက်တဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်ဆိုတာကိုတော့ကိုရင်လေးမသိခဲ့ရှာဘူးပေါ့ဒီလိုနဲ့ပဲညတကောင်ရဲ့အချိန်ကိုရောက်ရှိလို့လာခဲ့ပါတော့ရယ်ကိုရင်လေးကတော့အခုအချိန်ထိအိတ်မပြောနိုင်ပဲဆရာတော်ရဲ့စကားတန်တွေကိုသာစဉ်းစားရင်းကိုရင်လေးရဲ့အတွေ့အဲမှာပတ်ရှာလဲနေတုံးပဲပေါ့ဗျာပဲအရာကားမှာကိုရင်လေးကိုလုံးဝစိတ်အေးချမ်းသွားအောင်မကူညီနိုင်ခဲ့ပါဘူး ။အေဂျန်နီတဲ့ဘဝကြီးကိုအစားထိုးအနေနဲ့ကြောက်ရွံ့ထိတ်လန့်မှုနဲ့သာနှုတ်ထားစီခဲ့မိပါတော့ရယ်။ကိုရင်တီဟာတယောက်ဘလို့မအိတ်မပြော်တော့တဲ့အဆုံးမှာတော့ရင်းနှံစီမီကွက်ကလေးကိုကိုင်းပြီးအိမ်သာဘက်ကိုထွက်လို့လာခဲ့လိုက်ပါရယ်။ရင်းနှံစီမီကွက်ဟာလေးတိုက်နှုံးအတိုင်းလင်းလိုက်မိန်လိုက်ဖြစ်နေခဲ့တာကြောင့်ကိုရင်လေးလည်းအဲ့ဒီအလင်းနဲ့သာခက်လန်းလန်းမှရှိတဲ့အိမ်သာဘက်ကိုအ мян သွားခဲ့ရပါရယ်။ အိမ်သားကအပြန်မာတော့ကိုရင်တီဟာလေလျောင်းတော်မူဖျားဗိမ့်မှန်ရှိကနေဖြက်ပြန်လာခဲ့မိပါရဲ့။အဲ့ဒီအဆောင်အုံရှိကနေဖြက်နေတော့မျက်လုံးထောက်ကနေဗိမ့်မှန်တော်တကားဝါမှာအိမ်မဲတကူကူဥိကနေလှုပ်ရှားသွားတာကိုမြင်လိုက်ရပါတော့ရဲ့။ကိုရင်လေးလည်းဖုန်ကြီးကျောင်းကိုတစိမ့်ကက်တဲ့အထင်နဲ့ပြပြတလေးမီးမြန်းခဲလိုက်တော့တာပေါ့။ဘသူလဲဘသူလဲကွကျောင်းထဲကိုဘသူဝင်လာတာလဲ။ကိုရင်လေးဟာအမောင်လေးကိုတည်တည်ချာချာစူးစိုက်ကြည့်ခဲ့ပေမဲ့လို့လဲဘာကူမှမတွေးခဲ့ရတော့ပါဘူး။ ကြောက်ရွံ့မှုကိုကြော်လွန်သွားတဲ့သိကျင်စိတ်ကြောင့်ကိုရင်အုတ်တမားလည်းမပိတ်ထားတဲ့ဗိမ္မာန်တကားကိုဖြည်းဖြည်းကလေးဖွင့်လိုက်မိပါရဲ့ပွင့်သွားတဲ့တကားကနေကိုကိုထိုးသွင်းပြီးအတွင်းထဲကိုဝင်သွားခေလိုက်ကြော်တာပေါ့ရှက်ရှင်းဆိုသလိုပဲအထဲကိုရောက်တာနဲ့အေးဆက်ဆိုဆိုပြီးမကောင်းတဲ့အနံ့အသက်တွေဟာကိုရင်လေးရဲ့မျက်နှာကိုရိုက်ခတ်လာပါတော့တယ်လက်ထဲကမိကွက်အလင်းနဲ့ပပက်လေကိုထိုးကြည့်လိုက်တဲ့အခါမှာတော့အမောင်ထဲမှာရိတ်သက်စွာလဲလျောင်းနေတဲ့ လျောင်းတော်မူဖုရားကိုပဲမြင်တွေ့ခဲ့လိုက်ရပါတယ်။ကျူကျော်သူရဲ့အရေးအယံဘာမှမရှိပဲလျောင်းတော်မူဖုရားတဆူသာတည်ရှိလို့နေခဲ့ရတာပေါ့။တတိထားပြီးပပတ်လေကိုလိုက်လံကြည့်ရှုရင်ဘသူကမှမတွေ့ရတာကြောင့်အနည်းငယ်တော့စိတ်အေးသွားခဲ့ရပါတယ်။ကိုရင်လေးရဲ့ရှီတန်းဟာတိတ်ဆိတ်နေတဲ့အခန်းကြီးထဲမှာပဲ့တင်တန်းလို့ဟိမ့်ထွက်လို့နေခဲ့ရတာပေါ့။ဟိုကြီးဒီကြီးလောက်ရင်နောက်ဆုံးမှာတော့လက်သေးကမိကွက်အလင်းဟာဖရားရဲ့မျက်နှာတော်ကိုထိုးမိလို့သွားခဲ့ပါတယ်။ ကိုရင်ကားလေးရုတ်တရက်ရက်တန်းလို့သွားပြီးမျက်နှာတော်ကိုမိိတ်နဲ့ထိုးကြည့်ခဲ့လိုက်မိတာပေါ့အရင်ကတင်းတင်းပိတ်ထားတဲ့ဖျားရဲ့နှက်ခမ်းတော်ဟာအခုအချိန်မှာအနှဲငယ်ဟာလုံးနေခဲ့ပါပြီနှက်ခမ်းတော်ဟာငရဲပြည်ဝင်ပေါင်းလိုမျိုးမဲနေတဲ့အကွဲချောင်းကြီးလိုဖြစ်နေခဲ့ပါပြီ ။နှက်ခမ်းတောင်းမှလည်းသွေးလိုမျိုးမဲနှက်ပြီးစေကက်နေတဲ့အစွမ်းထင်းတွေကပါကက်ကြံလိုနေကြတာပေါ့။ကိုရင်လည်းမိကွက်ကိုမြောက်ပြီးအဲ့ဒီမှောင်မိုက်တဲ့အကွဲချောင်းလေးကိုမိရင်ကလေးထိုးကြည့်ခဲ့လိုက်ပြီးပါရဲ့။ရုတ်တရက်ဆိုသလိုပစက်သေးကနေစူးချပြီးအေးဆက်တဲ့အလင်းရောင်ရှိတဲ့မျက်လုံးနှလုံးဟာသူ့ကိုစိုက်ကျင်တာကိုကိုရင်လေးမြင်တွေ့ခဲ့လိုက်ရပါရဲ့။ကိုရင်လေးခမအကြီးအကျယ်လျှော့ရသွားခဲ့ပြီးအချိန်တော်ကြာတဲ့အထိစကားမပြောနိုင်ပေတောင်းတောင်ကြီးရက်ကြည့်နေခဲ့မိတော့တာပေါ့။ အချိန်တည်းမှာပဲအဲ့ဒီအကွဲချောင်းတွေကနေအလောင်းကောင်ရဲ့အနက်လိုမျိုးနန်စော်ရဲ့အနက်ဟာပြင်းပြင်းထန်ထန်ထွက်လို့လာခဲ့ပါရီကိုရင်လေးကလည်းပြင်းထန်တဲ့အနံချောင်းအန်ဂျင်လို့လာခဲ့တော့တာပေါ့နောက်ဆုံးမှာတော့အလုံအမင်းထိမ့်လန့်စွာနဲ့ပဲဗိမ္မာန်တော်ကနေပြေးထွက်လို့လာခဲ့လိုက်ပါရီကိုရင်လေးဟာနောက်ကိုလုံးဝမကြည့်တော့ပဲအိမ်ဆောင်စီကိုသာမယက်မနာပြေးပါတော့ရီ ိုရဲ့အော်တိုမပြန်သွားတာနဲ့လျောင်းတော်မူဖျားကြီးရဲ့သွေးဆုံးနေတဲ့နှက်ခမ်းတော်ဟာပြန်လဲပိတ်လို့သွားခဲ့ပြီးရေတံအကျဲကြီးထွက်ပေါ်လို့လာခဲ့တော့တာပေါ့နောက်တနေ့မနက်မှာတော့ကိုရင်အုတ်တမဟာဆရာတော်ကြီးရဲ့ဝေယဝိစာတွေကိုပုံမှန်အတိုင်းဟန်မပြက်လှုပ်ဆောင်နေခဲ့ပါတယ်။ဒါပေမဲ့လို့လဲဘလို့ပဲဟန်မပြက်နေနေမင်းညားကမြင်ကွင်းကပဲခေါင်းထဲမှာစိုးမိုးထားခဲ့တာကြောင့်ကိုရင်လေးရဲ့မျက်နှာဟာစိုးရိမ်ထိန်းလန့်နေတယ်ဆိုတာသိသာလုံနေခဲ့တော့တာပေါ့ဗျာ။ ဂျောင်းဝင်းကိုတမျက်စိလဲနေရင်တော့မှစိတ်လျှောက်ချလွန်လာကြောင်းလက်တွေတစ်ချိန်လုံးတုန်ခါနေပါတော့ရယ်။ဂျောင်းနိုင်စီရတော်ကြီးလည်းဂျောင်းဆောင်ဘောကနေကိုရင်လေးဥဒမကိုမျက်ရည်မပြတ်အကဲခတ်လို့နေခဲ့ပါရယ်။ကတ်ထန်နဲ့မျက်နှာထားနဲ့အတူကိုရင်လေးကိုကြည့်ရင်အတွေ့ထဲမှာလည်းဘာအစီအစဉ်တွေရှာနေမလဲဆိုတာကိုတော့စီရတော်ကလွဲပြီးဘယ်သူသိနိုင်မလဲဗျာ။ ဒီလိုနဲ့ပဲနေလေခင်စွန်းစားပြီးတဲ့နောက်မှာတော့ကိုရင်လေးဟာတကူကူကိုတိကျတေချာစေဖို့အတွက်စိတ်ကိုတင်းတင်းမမဆုံးဖြတ်ခဲ့လိုက်ပြီးဘုန်းကြီးကျောင်းကနေထွက်သွားခဲ့ပါတယ်။စွန်းစားပြီးတရေတမောအိတ်ချိန်ဆိုတော့လေဆရာတော်ကြီးဟာကိုရင်လေးထွက်သွားတာကိုမမြင်ခဲ့လိုက်ဘူးဗော။ကိုရင်လေးလည်းဘုန်းကြီးကျောင်းရဲ့ကျောင်းအနောက်ဘက်တောဆက်အတိုင်းလှင်မြန်စွာသွားခဲ့ပါတော့တယ်။သွားနေရင်းနဲ့ပဲဖမ်းမိမှကြောက်တဲ့အတွက်ကျောင်းဘက်ကိုအခါခါလှည့်ကြည့်နေခဲ့ရရှာတာဗော။ ဘုံကြီးကျောင်းအနောက်ဘက်ကိုရောက်တာနဲ့ရွာတွေကလူတွေအုံပြူတဲ့ရွာလန်းတတိလေးအတိုင်းရှောက်လာခဲ့တဲ့အခါမှာတော့ရှီဟောင်းတစ်သားအိမ်လေးတစ်လုံးရောက်ရှိလို့လာခဲ့တော့ပေါ့ရှီဟောင်းတစ်သားတဲ့အိမ်လေးဟာအရှားသူရဲ့အိမ်မဟုတ်ရပဲအရင်ကဘုံကြီးကျောင်းမှာကက်ပီရလုပ်ခဲ့ဘူးတဲ့ဦးမောင်ရဲ့အိမ်ပေါ့ဗျာဦးမောင်ဟာအရင်တုန်းကတော့ဘုံကြီးကျောင်းမှာသာလာနေလေရှိပြီးဆရာတော်နဲ့မတင်မြတ်တော့တာကြောင့်အခုအချိန်ထိဘုံကြီးကျောင်းကိုမသွားဘဲနေပါတော့တယ် ကိုရင်လေးကလည်းဥမောက်အိမ်ကိုရောက်တာနဲ့အ мян ပြည့်တက်လို့သွားပြီးတကားကိုသွားခောက်ခဲ့တော့တာပေါ့ကိုရင်ကိုရင်ပါလားဘာကိစ္စရှိလို့လဲဖေဟာတပည့်တော်ကဘာကူညီပေးရမလဲဖေဟာဒါနဲ့နေတော်ဝင်နေပြီကိုကိုရင်ကတပည့်တော်စီဘာလာလောက်တာလဲဖေဟာဦးလေးဦးလေးကဥမောက်ဟုတ်ပါတယ်နော်ဖုန်ကြီးကျောင်းရဲ့အရင်က ကပိယကြီးမဟုတ်လားဗျာဦးလေးကကျောင်းအကျောင်းကိုအားလုံးသိတယ်လို့ရွာသားတွေကပြောကြတယ်ဗျာအဲ့ဒါဟုတ်တယ်မလားဒါဒါဆိုရင်ကိုရင်ကိုကဲပါဦးမောင်ရဲ့ကိုရင်မေးစရာလေးတွေရှိတယ် အမှန်တိုင်းဖြေပေးနိုင်မလားအေးတပည့်တော်ကအဲ့ဒီကြောင်းနဲ့ဘာမှမပတ်သက်တော့ပါဘူးဗျာကိုရင်ကြောင်းကိုပဲပြန်သွားပါတော့ချုပ်ချုပ်ရှက်ရှက်တွေတပည့်တော်မလုပ်ရှင်ဘူးဗျာတပည့်တော်လိုလူအိုတယောက်နဲ့လာမပတ်သက်ပါနဲ့နောက်ဆက်တွဲပြဿနာတွေကိုတပည့်တော်မဖြေရှင်းချင်တော့ဘူးဘုန်းကြီးကြောင်းကိုပဲပြန်ပါတော့ဗျာကျေးဇူးပြုပြီးကုညီပါဦးလေးရေကိုရင်တကယ်ကိုအရေးစိတ်ရှုပ်နေလို့ပါကြောင်းမှလည်းမနေရတော့ဘူးတည်တဲ့လောက်လည်းတည်ပြီးပါပြီ အမှန်တရားကိုသာပြောပြပေးပါနော်။ညာကကိုရင်တရေကိုမြင်ခဲ့ရတယ်။လျောင်းတော်မူဖုရားပိမှန်တော်မှာရှိတဲ့ဖုရားကနှကန်းတော်ပွင့်နေတာကိုလေပြီးတော့ပြီးတော့စိတ်အေးအေးထားပါကိုရင်လာပါဗျာအိမ်ထဲဝင်ပြီးမှပြောကြမယ်ဗျာကိုရင်စိတ်ထဲမှာရှိသမျှအကုန်လုံးကိုပြောပြပါကိုရင်ဘာတွေမြင်ခဲ့ရသလဲဆိုတာတွေရောပေါ့ ကိုရင်လေးလည်းဦးမောင်ရဲ့အိမ်ထဲကိုဝင်ခဲ့လိုက်ပြီးသူကြုံတွေ့ခဲ့ရတဲ့အပြစ်ပြက်တွေအားလုံးကိုတုံတုံရင်နဲ့စပြောပါတော့တယ်။ဦးမောင်ကလည်းငြိမ်သက်စွာနားထောင်ရင်းမျက်နာပြက်ကစိတ်ပူလိုလာခဲ့တော့ပါ။အဲ့ဒီလျောင်းတော်မူဖျားကိုတက်ဝင်ယုံကြည်မှုနဲ့ပုံဖော်ထားတာမဟုတ်ဘူးဖျား။အဲ့ဒီရုပ်ထုကြီးကမကောင်းဆိုးဝါးတကောင်ကိုအကျဉ်းချထားတဲ့နေရာပြီးတော့ဘသူမှတကယ်ရှိတယ်လို့မယုံကျင်တဲ့ဂမ်ဘီယာတရေကိုရှုံအောင်လာတဲ့ထောင်အဖြစ်ပဲတိစောက်ထားခဲ့တာ။ ဟိုးအရင်ကလေးကရှိခဲ့တာမဟုတ်ဘူးဗျာဒီเจ้าနိုင်ဖုန်းကြီးရဲ့အရှိကเจ้าနိုင်ရဲ့လက်ထက်မှာပဲစခဲ့တယ်လို့ပဲဆိုရမှာပဲပထမဆုံးเจ้าနိုင်ဖုန်းကြီးကအဲ့ဒီတရေနဲ့စာချုပ်တခုလုပ်ခဲ့တယ်ဗျာတရေကเจ้าအတွက်ကြီးဝါရှမ်းသာမှုကိုပေးမယ်အဲ့ဒီအစားတရေအတွက်နှစ်စဉ်လောက်ွယ်နေကိုညာတိုင်းကိုရင်တပါရစ်ပူစော်ရမယ်တော့တရေကြီးကခရီးတောင်းခဲ့လို့အခုလိုတွေဖြစ်လာတာပါဗျာ ကိုရင်လေးလည်းဥမောင်ပြောပြတာတွေကိုတိတိကျကျလေးနားထောင်နေခဲ့ပါတယ်။ကိုရင်လေးမကောင်းစူဝါမွေးထားတဲ့လူတွေမှာအစင်းစက်လက်ဆင့်ကမ်းလာတဲ့စီကန်းချက်၃ချက်ရှိတယ်ဗျာ။စီကန်းနံပါတ်၁ကအဲ့ဒီတရေကလာကွယ်ညာတိုင်းရစ်ပူစော်ပေးတာကိုခံရမယ်။စီကန်းနံပါတ်၂ကအဲ့ဒီရစ်ပူစော်တဲ့အရာတွေတပည့်တော်တို့သိထားတဲ့အတိုင်းပုံမှန်အစားစာတွေမဟုတ်ဘူး။လူသားနဲ့ပဲရစ်ပူစော်ရတာပါ။ ဲ့ဒါမှမကောင်းဆိုးဝါးတရေကိုရှုံအောင်ပြီးဖရားရဲ့ကိုယ်ထဲမှာပဲဆက်လက်ထိန်းသိမ်းထားဖို့စာချုပ်တက်တန်တိုးခွင့်ရတာပါဖရားစာချုပ်စည်းကမ်းအရတော့မကောင်းဆိုးဝါးကအပြင်ကိုထွက်ပြီးရှောက်သွားခွင့်မရှိပါဘူးစည်းကမ်းနံပါတ်3ကလည်းအခမ်းအနားကိုလှုပ်တဲ့သူဟာเจ้านายဘုန်းကြီးပဲဖြစ်ရပါမယ်တဲ့ဖရားเจ้านายစီရတော်ကယဟန်တပါဖြစ်ုံသာမကားပဲမကောင်းဆိုးဝါးကိုစောင့်ကြည့်သူဖြစ်ပြီးအဲ့ဒီတကားကိုဖွင့်နိုင်ပိတ်နိုင်လောက်နိုင်တဲ့တူဦးတီတော်သူလည်းဖြစ်ပါတယ်ဖရား ။ဦးမောင်ရဲ့စကားကိုကိုရင်လေးကြားတဲ့အခါမှာတော့ကိုရင်လေးရဲ့မျက်နှာဟာစက်ကူလိုဖြူပဲဖြူရောဖြစ်သွားပါတော့တယ်။သူကြားလိုက်ရတဲ့အဖြစ်မှန်တွေဟာကိုရင်လေးစိတ်ကူးထားတာတည်းအစာပေါင်းများစွာပိုကြောက်စရာကောင်းနေကြလို့ပါပဲ။အိုးအရန်ကိုကြောက်ဖို့ကောင်းတာပါလား။ဒါနဲ့ဦးလေးနောက်လောက်ွယ်ညဘဲတော့လေဗျ။လှုပ်စရာလေးတွေရှိရလှုပ်ရအောင်ပါ။ဒင်းကြပဲဗျာ။ဟာတော့ပါပြီ။ကိုရင်ဘယ်လိုထွက်ပြေးရတော့မလဲ။ ထွက်ပြေးမှရမယ်မဟုတ်လို့ကတော့ဒီနေ့ညကိုရင်ရဲ့နောက်ဆုံးညဖြစ်သွားနိုင်တယ်မဖြစ်ဘူးမဖြစ်ဘူးကိုရင်ဒီနေ့ပဲထွက်ပြေးရမယ်ကိုရင်ကိုကူညီဖို့ဒီမှာဘယ်သူမှရှိမှာမဟုတ်ဘူးဦးလေးရဲ့ဒီမှာဗျာအခုပဲထွက်ပြေးလိုက်ပါတော့ဗျာကိုရင်ကြောင်းကိုပြန်မသွားပါနဲ့တော့အခုချက်ချင်းပဲဒီရွာနဲ့အဝေးဆုံးကိုထွက်သွားပါဗျာမဟုတ်ရင်ကိုရင်အတွက်ဒီညကနောက်ဆုံးညဖြစ်သွားပါလိမ့်မယ်ဗျာ အဲ့လိုကြပြန်တော့လည်းမရပြန်ဘူးဦးလေးရဲ့ကိုရင်ရဲ့လွယ်အိမ်နဲ့အတုံးဆောင်ပစ္စည်းတွေကကြောင်းမှကျန်နေသေးတယ်။အဲ့ဒီတင်မှာကိုရင်ရဲ့အရေးကြီးတဲ့စာရွက်စာတမ်းတွေကြောင်းပြောင်းလို့ရမယ်တစိမ့်လုံးတွေပါတယ်။ပြီးတော့အခုချက်ချင်းပျောက်သွားရင်လည်းအဲ့ဒီဖုန်းကြီးကတိပြီးနောက်ရောက်ခံလိုက်လာမှတေးကြတယ်။အခုတော့ဘာမှမဖြစ်လို့ဟန်ဆောင်ပြီးပြန်သွားရမယ်။ညံ့နေတဲ့အရင်ကမှအခုရေးရတော့ထပ်ပြေးရတော့မှာပဲမတက်နိုင်ဘူးလေ။အရာအလုံးကိုတည်သွားပြီးတဲ့နောက်မှာတော့ကိုရင်လေးဟာကပိယကြီးဦးမောင်ရဲ့အိမ်ကနေကျောင်းဘက်ကိုပြန်လာခဲ့ပါလားရှင်။ အတွေ့ထဲမှာလည်းမိကုံပေါင်းစုံတွေ့ရင်ကြောက်စုံနေခဲ့တော့တာပေါ့ဗျာမလွဲသားလို့ကြောင်းကိုပြန်လာရပေမဲ့လို့လည်းကိုရင်လေးစိတ်တွေကလေးလံနေခဲ့ပါရဲ့နောက်ဆုံးမှာတော့ကိုရင်လေးဟာတတိယကြိမ်နဲ့ခုံရီတဲ့နှလုံးသားနဲ့အတူကြောင်းဝင်းထဲကိုပြန်ရောက်လာခဲ့ပါရဲ့အရင်ကငြိမ်သက်နေတဲ့ညရဲ့ကြောင်းဝင်းလေးတို့ဟာအခုတော့စက်တိန်ထားစရာဖြစ်လို့နေခဲ့ပါရဲ့ကိုရင်ကလည်းပုံမှန်အတိုင်းဖြစ်အောင်အတက်နိုင်ဆုံးကြိုးစားပြီးသူ့ရဲ့အိတ်ဆောင်စီကိုခေါင်းငုံချောက်သွားခဲ့တော့တာပေါ့ ဒါပေမဲ့ပေါင်မဲနေတဲ့ပတ်ဝန်းကျင်ကနေအေးဆက်တဲ့မျက်လုံးတစ်စုံဟာသူ့ကိုစိုက်ကြည့်နေတယ်ဆိုတာကိုတော့ကိုရင်လေးမသိခဲ့ရှာဘူးဟောအိတ်ဆောင်တွေကိုပြန်ရောက်တဲ့အချိန်မှာတော့ကိုရင်လေးဟာလွယ်အိတ်ကိုယူပြီးအရေးကြီးဆုံးပစ္စည်းတွေကိုမြမြန်ဆက်ဆန်းကောက်ထည့်ခဲ့လိုက်ပါတော့တယ်။ပစ္စည်းတွေပြင်ဆင်ထုတ်ပိုးပြီးတဲ့နောက်မှာတော့အာရပါရအသက်ရှူသွင်းခဲ့လိုက်ပြီးတစ်သားတကားကိုဖြည်းဖြည်းချင်းအသာရဖွင့်ကာထွက်ပြေးဖို့အတွက်ကြိုးစားခဲ့ပါတော့တယ်။တကားဖွင့်ပြီးအပြင်ကိုမြင်လိုက်ရတဲ့အခါမှာတော့ကြောင်းနိုင်စရာတော်ကြီးရဲ့ရုပ်ခန္ဓာဟာ သူအရှိကအမောင်တူထဲမှာကြောက်ရွံ့လို့မျိုးငြိမ်သက်စွာနဲ့ယက်နေကြတော့ပါဗော။ဇီယာတော်တပါဒီအနီနာတဝိုက်မှာအချိန်ကြာမြင့်စွာဆောင်းဆိုင်နေကြပါမှာပဲ။ဇီယာတော်ရဲ့မျက်နှာဟာမှောင်နေတဲ့လာရအောင်မှာတည်ငြိမ်နေခဲ့ပြီမဲ့သူ့ရဲ့မျက်လုံးတွေကတော့ကြောက်စရာကောင်းလောက်အောင်တောက်ပါနေကြပါရဲ့။ကိုရင်လေးကိုရင်လေးဘာလို့အဲ့လောက်တော့အလင်းလုံးနေတာလဲ။အထုပ်အဘိုးတွေနဲ့ဆိုတော့ထွက်ပြေးတော့မလို့လား။အကန်းအနာကဂူတီမစသေးဘူးလေ။ဘာလို့ထွက်ပြေးနေတာတော့ကိုရင်လေးရဲ့ ။ဆရာတော်လည်းစကားပြောနေရင်လည်းသူ့အနောက်မှာဝတ်ထားတဲ့တက်သားတုတ်ကိုထုတ်ပြီးကိုရံလေးကိုရိုက်ဖို့ပြင်လိုက်ပါတော့တယ်။ဖုန်ဖုန်ဖုန်ဗျာမမမမယ်တော့ဗျာရဲလိုက်ပါရဲလိုက်ပါအာဆရာတော်ရဲ့ဒုတ်ချက်ကြောင့်ကိုရင်လေးတယောက်တတိမေလို့သွားခဲ့ပါတယ်။တတိပြန်ရလာတဲ့အချိန်မှာတော့ခေါင်းဟာအလွန်အင်မတန်မကိုနာကျင်နေတာကိုခံစားခဲ့လိုက်ရတော့တာပေါ့။ ကိုရင်လေးဟာလက်တွေရှိတော့တွေကိုကျိုးနဲ့တင်းတင်းရှိကန်ထားရပြီးလျောင်းတော်မူဖုရားရှိကအေးဆက်နေတဲ့ကြောက်တုံးချမ်းပြပေါ်မှာခြာထားခြင်းကိုခံလိုက်ရတာပေါ့ဗျာပပလဲမှာလဲဖျောင်းနိုင်အများအပြားကိုထွန်းထားခဲ့တာကြောင့်ပဝင်းကျင်တစ်ခုလုံးလင်းထိန်လုံနေပါတယ်အဲ့ဒီအလင်းရောင်တွေဟာဆရာတော်ရဲ့ကတ်ထန်တဲ့မျက်နှာကိုထင်ရှားစေခဲ့တော့တာပေါ့စီရတော်ဟာကိုရင်လေးနားမလဲတဲ့ခြေဟောင်းပါဠိဘာသာစကားနဲ့မန္တန်တကူကိုစတင်ရွတ်ဆိုနေရင်အလုံများလုံနေခဲ့ပါရဲ့ ရုပ်စုံတန်ပြီးဆုံးသွားတဲ့အချိန်မှာတော့လျောင်းတော်မူဖရာရဲ့နှက်ခမ်းတော်ဟာဖြည်းဖြည်းချင်းပွင့်လာခဲ့ပါတော့တယ်။ဒါပေမဲ့ဒီဒီချိန်မှာတော့အရင်ကကိုရင်လေးမြင်ခဲ့တာတက်နှက်ခမ်းတော်ဟာပိုပြီးကြည်ကြည်ပြပြန်ပွင့်လာခဲ့တော့တာပေါ့ဗျာ။ကြောက်စရာကောင်းပြီးမှောင်မိုက်တဲ့တွင်းနဲ့ကြီးလိုဖြစ်နေခဲ့ပါတယ်။အဲဒီမှောင်မိုက်တဲ့တွင်းကြီးတဲကိုကိုရင်လေးလှမ်းကြည့်ခလိုက်တဲ့အခါမှာတော့ပိန်ရှုံးနေတဲ့အည်ပြားတွေနဲ့ အသားမဲမဲမျက်လုံးနီနီမကောင်းဆိုးဝါးတရေဘလူးကြီးရဲ့ခန္ဓာကိုယ်ကိုမြင်တွေ့ခဲ့လိုက်ရပါတော့ရယ်နှကန်းတော်တွေကမကောင်းဆိုးဝါးကြီးကိုကြည့်ပြီးဆရာတော်ဟာစာချုပ်တက်တန်းတိုးဖို့အတွက်ပြောခဲ့လိုက်ကြတာပေါ့ကဲကဲစာချုပ်ကိုတက်တန်းတိုးဖို့အချိန်တန်ပြီဒီမှာမင်းစားဖို့အတွက်ကိုရင်လေးတစ်ပါအစင်းနဲ့မယ် ဖုံ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 မလုပ်ပါနဲ့ဖေဟာတတပဲတော့ဘာမှမသိပါဘူးတတပဲတော့ကိုလွတ်ပေးပါတော့ဘသူကိုမှဒီအကြောင်းမပြောဘူးတော့တပဲတော့ဂရီပေးပါရယ်တတပဲတော့ကိုလွတ်ပေးပါဖေဟာတတောင်းမှန်ပါရယ်ချစ်ကြီးခိုးပါရယ်ဖေဟာတတပဲတော့ကိုလွတ်ပေးပါဖေဟာ ကိုရင်လေးဘလိုပဲတောင်းပန်တောင်းပန်ဆရာတော်ကတော့ဂယုမဆိုင်ပဲကိုရင်လေးရဲ့ရှီတော့ကနေဆွဲပြီးမကောင်းဆိုးဝါးကိုသာစက်တာဖို့အတွက်လုပ်နေကြတော့တာပေါ့အဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုဗိမ္မာန်တော်ရဲ့တကားဟာအချိန်နဲ့ပွင့်ထွက်လို့သွားကြတော့တာပေါ့တကားကိုဖွင့်ပြီးဝင်လာတဲ့သူကတော့တခြားသူမဟုတ်ရပဲကက်ပီယာဟာဥမောင်ဖြစ်လို့နေခဲ့ပါတယ်ဥမောင်ကလည်းဆရာတော်ရဲ့လုပ်ရက်တွေကိုရက်ဖို့အတွက်အခြေကြီးလမ်းအော်ခေလိုက်တော့တာပေါ့ရက်လိုက်စမ်းအခုရှင်းရှင်းရက်လိုက်မဟုတ်လို့ကတော့တပည့်တော်အဆုံမဆုံနဲ့နော် ငမောင်မင်းကဘာလို့လာနောက်ချက်တာလဲကွာမရိုက်နဲ့ကွာဒါကတာဝန်မဲ့မင်းသိရတာနဲ့ဘာသာလောက်တာလဲကွာအခုလိုမလုပ်ရင်ဘာတွေဖြစ်မလဲဆိုတာကိုမင်းလည်းသိတာပဲတော်တော်ထွက်သွားစမ်းပါကွာဘာဘုံမရိုက်နဲ့ကောင်လဲဗျကျုပ်ကောင်ဗျာဒါလူတက်နေတာလေအဲ့ဒါကိုမကြိုက်လို့ကျုပ်ဝင်ကြတာကျုပ်ကမရိုက်နဲ့လူဖြစ်ရောလားဗျဒါဆိုရင် ခမကြီးကကြတော့အသက်တွေကိုတက်ပြီးသူတော်ကောင်းကြီးလုံနေမယ်ပေါ့ဟုတ်လားငါမလုပ်ရင်ဒီအရှုံးအောင်စာကျုပ်ကပြက်စီးသွားမှာအဲ့ဒီလို့ဆို မကောင်းစုဝါလွတ်သွားပြီးအားလုံးကိုဒုက္ခပေးလိုက်မယ်။အဲဒီလိုဘေးစိုးမျိုးရွာသားတွေပေါ်ကြားရောက်လိမ့်မယ်ကွာ။ရွာသားတွေရဲ့အတန်နဲ့အဝေးကလာတဲ့ဒီကလေးတစ်ယောက်ကိုလဲလိုက်ပေါ့ကွာ။သူ့ရဲ့အတန်နဲ့လူအားလုံးရဲ့ငြိမ်းချမ်းမှုကိုလဲရတာတန်ပါရဲ့ကွာ။အဲ့ဒါတွေကိုမင်းနားမလဲဘူးလား။ငြိမ်းချမ်းမှုကိုဖျက်ဆီးနေတဲ့သူကဖုံဖုံမှာပဲ။ဖုံဖုံကအဲ့ဒီမကောင်းစုဝါကိုတရားတော်တွေနဲ့မနှိမ်နေမဲ့အပြစ်မဲ့ကလေးတွေရဲ့အတန်နဲ့မွေးမြူနေတာ။တော်တော့ပြီဒီလိုထက်ပြဖို့တပည့်တော်ခွင့်မပြုနိုင်တော့ဘူး။ ဖုံဖုံရဲ့လောက်ရက်တွေအားလုံးကိုဒီနေရာမှာပဲရတန်းကရက်လိုက်ပါမဟုတ်ရင်တော့တပည့်တော်လည်းရှင်မယောကိုတိုက်ခိုက်ရလိမ့်မယ်ဦးမောင်ကလည်းပြောပြောဆိုဆိုနဲ့ဆရာတော်ကိုစတင်တိုက်ခိုက်ပါတော့ရယ်နှစ်ယောက်သားသူတပြန်ကိုတပြန်တိုက်ခိုက်ကြရင်နောက်ဆုံးမှာတော့ဆရာတော်ရဲ့ခန္ဓာကိုယ်ဟာနှက်ခမ်းတော်အထဲကိုပြစ်ထည့်ခြင်းခံခဲ့လိုက်ရတော့တာပေါ့အာဒါဒါစာချုပ်ကိုရှိုးပေါက်တာပဲဘယ်ဘယ်လိုလုပ်လိုက်ကြလဲကွာတော့ပါပြီအခုတော့အားလုံးသွားပြီဟဲ့လွတ်စမ်းအခုချိန်ချင်းငါ့ကိုလွတ်ငါကမင်းရဲ့စောင့်ကြည့်သူ ငါကမင်းရဲ့တခင်ပဲအခုချက်ချင်းငါ့ကိုလွတ်ပေးစမ်းနေကဘယ်တော့မှစောင့်ကြည့်သူမဖြစ်ခဲ့ဘူးနေအတိုင်းငါ့အတွက်အစာရှာပေးတဲ့ကလေးတော်တော်အစီကံတယောက်ပဲအခုငါစားစရာမရှိတော့ဘူးဆိုတော့နေဟိုပဲစားရမယ်ဘာစားကြုတ်လဲစားကြုတ်ဆိုတော့ဒါလိန်ပြောတာပဲငါမပြန်မှန်းပဲစားနိုင်အောင်လို့လားနေကိုအဲ့ဒီလိုပြောခဲ့တာဘာစားကြုတ်မှမရှိခဲ့ဘူးမမမဟုတ်ဘူးတော်မဖြစ်နိုင်ဘူးဒီလိုမဖြစ်ရဘူး အာနောက်ဆုံးမှာတော့ဆရာတော်လေးကိုရှူးကိုပတ်ရင်တည်ဆုံသွားခဲ့ရတော့တာပေါ့ဗျာကိုရင်နဲ့ဦးမောင်တို့ဟာအစွန်းရောက်ထိလန့်တော်လုံးမှုနဲ့အတူအဲ့ဒီမြင်ကွင်းကိုကြီးနေကြရပါတယ်အဲ့ဒီနောက်မှာတော့လျောင်းတော်မူဖရာရဲ့နှကန်းတော်ဟာဖြည်းဖြည်းချင်းပြန်ပိတ်သွားကဆရာတော်ရဲ့ခန္ဓာကိုယ်ကတကြွကြွမြည်အောင်ဝါစားခံခဲ့လိုက်ရတော့ပါတယ်နှကန်းတော်ကနေအေးဆက်တဲ့လေတွေကိုမှုတ်ထုတ်လိုက်တဲ့အခါမှာတော့တခန်းလုံးမှရှိတဲ့ဖျောင်းနိုင်တွေမင်းငိမ့်လို့သွားခဲ့တော့တာပေါ့အော်မမောင် မင်းတော်ဒီအသက်ရွယ်ကိုရောက်နေပြီပဲမင်းရဲ့အနိုင်ကိုငါအခုထိမှတ်မိနေတော့ပဲမင်းငါလက်ကတခါထွက်ပြေးခဲ့ဘူးလေအခုတော့မရတော့ဘူးမင်းကငါရောက်အောင်စားတော့မယ်စားချုပ်လည်းမရှိတော့ဘူးဆိုတော့ငါအချုံအောင်ကနေလွတ်ပြီပေါ့မင်းတီထားဖို့ကငါလက်ကနေထာဝရထွက်ပြေးလို့မရဘူးဆိုတာပဲဒီကောင်လေးကိုလည်းစားရမယ်အားနေတဲ့အသားစားလေးဆိုပေမဲ့လူသားအားလုံးကိုငါစားရတော့မယ်လို့တွေးလိုက်တာနဲ့ဒီချင်းနဲ့နေတယ်မင်းကဒီခဏကိုဖြက်စီးပြလိုက်တယ် ။ငါရဲ့တန်ကြိုးတွေကိုလည်းဖျက်ဆီးပေးလိုက်နိုင်တယ်။အချုံအောင်တွေလည်းအားလုံးမရှိတော့ဘူး။ငါလွတ်လပ်သွားပြီ။ငါမင်းတို့စီကို လာခဲ့မယ်။ဆက်ဆောင်နေကြကော့။မကောင်းဆိုးဝါတရရဲ့စကားတွေဟာစကလုံးတက်တက်မဟုတ်ပဲလက်တွေ့အမှန်တရားဖြစ်လာခဲ့ပါရဲ့။သူတို့လက်ထဲကနေရာစုနှစ်ပေါင်းများစွာရှုံးနောင်ထားတဲ့အချုံအောင်ဟာအခုဆိုရင်ပြိုကွဲလို့သွားခဲ့ရပါပြီ။ အဲ့ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ကိုရင်လေးဥတ္တမဟာလူဝင်လဲပြီးလူလောကကို ပြန်ဝင်လာခဲ့ပါတယ်။အဲ့ဒီကြောင့်ကိုဘယ်တော့မှပြန်မသွားတော့ဘူးဆုံးဖြတ်ရင်အတိတ်ကိုမိနိုင်အောင်ကြိုးစားလို့နေခဲ့တော့တာပေါ့။ဒါပေမဲ့လို့လေစိတ်ထဲမှာတော့စိုးရိမ်ပူပန်မှုတွေက ရှိလို့နေတော့မှာပဲတစ်ဖက်မှာလည်းကြောက်ရွံ့နေုံတည်းမဟုတ်ရဘဲအပြည့်ရှိတယ်လို့ပါခံစားနေခဲ့ရတာပေါ့ ။ဘာလို့လဲဆိုတော့သူနဲ့ဦးမောင်ဟာစိုးဝါတဲ့ကိစ္စတခုကို တားဆီးခဲ့သူတွေမဟုတ်ပဲပိုပြီးစိုးဝါတဲ့ဘေးအန္တရာယ်ကြီးကိုကမ္ဘာလောကစီလွတ်ပေးလိုက်တဲ့သူတွေတော့ဖြစ်ကောင်းဖြစ်နိုင်လို့ပါပဲ။ဒီညဟာနောက်တဲ့အချိန်ရောက်ရှိလာတဲ့လာခွေညာတညပါပဲအတွေ့များစွာနဲ့အိဖို့ပြင်ဆင်နေတော့မှာပဲပြတင်းပေါက်ကနေမကောင်းဆိုးဝါးကြီးရုတ်တရက်ပေါ်လာခဲ့တာပေါ့အထဲမှာရှိတဲ့ကိုရင်လူတွေလေးကိုတေရှာကြည့်ရင်သူ့ပြန်ပြီးဖြစ်ကြောင်းပြောရင်မျက်လုံးနေကြီးတွေနဲ့ရှောက်လန့်လို့နေခဲ့တော့တာပေါ့ ဟောအခုမဲစီပြန်လာပြီနော်မမောင်းကိုတော့ငါစားလိုက်ပြီအခုတော့မင်းရဲ့လည်းပဲကွာပြီးရင်လူသားအလုံးကိုပတ်စားပြစ်မယ်မကောင်းဆိုးဝါတရေရဲ့မျက်နှာဟာတရားတော်မူဖရာရဲ့နှကန်းတော်လိုမျိုးတကြဲပြပြန်ပွင့်နေတဲ့အပြုံးတွေနဲ့ရေမောပြုံးရွှင်လို့နေခဲ့ပါရဲ့ဟောလာပြီကွာဟာဟာ ဒီကနေ့ဇလန်လေးကတော့ဒီလောက်ပါပဲခင်ဗျာ နောက်ထပ်ဘာတွေဆက်ဖြစ်လာအောင်မလဲဆိုတာကိုတော့ကျွန်တော်ရဲ့ရှစ်ပြည့်သက်ကြီးပဲဆုံးဖြတ်ပေးလိုက်ပါတော့ဗျာလောကမှာဘယ်အရာကမှန်တယ်မှားတယ်ဆိုတာကိုအထင်ရောအမြင်နဲ့ပါဆုံးဖြတ်ဖို့ခက်ခဲလာတယ်ဆိုတာကိုဒီဇလန်လေးကနမူနာပါပဲကျွန်တော်ရဲ့ရှစ်ပြည့်သက်ကြီးလည်းအမှန်ကန်ဆုံးအတွေးတွေတွေ့နိုင်ကြပြီးဆုံးဖြတ်ချက်မှန်ကန်ကအေးချမ်းတရားတဲ့ဘွားကြီးကိုရှောက်လန်းနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းကျွန်တော်ရဲ့တင်ဆက်မှုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါရစေလားခင်ဗျာ ။နောက်နေ့တွေမှာတော့ကျွန်တော်အတက်နိုင်ဆုံးအကောင်းဆုံးစူးစမ်းပြီးဗီဒီယိုတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေ။ဆုံးဒီနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။နောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးနေ့တွေတို့ပြန်လာခဲ့ပါမယ်ခင်ဗျာ။